တနင်္လာသားသမီးမိတ်ဆွေများလုံးမင်္ဂလာပါတနင်္လာသားသမီးတွေကိုဘဝတသက်တာမှာတွေ့ကြုံအောင်မဲ့လောကရန်၈ပါးထဲမှာအကောင်းလောကရန်၄ပါးရှိတယ်အဆိုးလောကရန်၄ပါးရှိတယ်အဲ့တော့အဆိုးလောကရန်တွေအကြောင်းကိုပြောတော့အကောင်းလောကရန်တွေတွေ့ကြုံအောင်မဲ့နှစ်ပိုင်းခြားတွေကိုကျွန်တော်တွေဟောကြားပေးမှာပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့လောကရန်၈ပါးမှာအကောင်းလေးနှစ်ရှိတယ်အဆိုးလေးနှစ်ရှိတယ်အဲ့ဒီနှစ်တွေကလည်းရှင်းနှစ်တခါပြန်ကြုံနေရတယ်ရှင်းနေတခါအဲ့တော့အကောင်းလေးအဆိုးလေးအဲ့လိုပဲ ပြန်ပြန်ပြီးတော့ပတ်သက်နေရတဲ့တွေကိန်း哦တနည်းသာသာသမီးတွေကဘယ်နှစ်တွေမှာစကောင်းတယ်လဲဆိုရင်တနည်းသာသာသမီးတွေကဘဝအတိတ်တွေပြန်ဆရတာမျိုးလေနောက်လုပ်ငန်းတွေပြန်ဆရတာမျိုးပြန်ပြီးတော့အဆင်ပြေလာမျိုးတွေနောက်လက်ခံအောင်ခတ်လို့ရမယ်နှစ်နော်ဘဝအတိတ်စိတ်အတိတ်လူတွေဘဝအတိတ်နဲ့ပြန်ဆရတဲ့တဲ့နှစ်ကအသက်14နှစ်20နှစ်30တနည်းသာသာသမီး30 38 46 54 60နှစ်90 86 86 60တယ်အဲ့နှစ်တည်းတင်္ဂရာသားသမီးတွေရာဟုတ်တက်ရောက်နော်နောဂရ10ပါးရဆိုရင်ရာတော်လို့ခေါ်တဲ့နှစ်ကိုရောက်ပါတယ်အဲ့တော့အကောင့်နှစ်ကိုစရောက်ကျန်တဲ့နှစ်တွေကတော့ဒါစနေတက်ရောက်လို့ကျန်တာမသိအောင်ရှိတာတွေကုန်တဲ့နှစ်အဲ့ဒီမတိုင်ခင်နှစ်တွေကတော့ညံ့တယ်ဒီနှစ်ကစပြီးတော့ကောင်းတက်တယ်ကောင်းတယ်ဆိုတဲ့နေရာမှာရာဟုတ်တက်ရောက်တဲ့ရောက်လာရင်တော့စုံကောလက်ကောဝင်တက်တယ်အဲ့တော့လူမှုရေးကိစ္စအိမ်တော်ရေးကိစ္စနော်အားလေရှောင်ရတယ်မိန်းမကိစ္စတွေရှောင်ရတယ်အဲ့တော့လူမှုရေးကိစ္စအခြေအိမ်တော်ရေးကိစ္စအရှုပ်ထွေးပြုလုပ်ရင် ရှေ့လာမယ့်နေ့တွေမှာလည်းစီးပွားလလာပါလေပိတ်ဆို့သွားတယ်တဲ့လက်တွေပိတ်သွားတယ်တဲ့အဲရောင်းတဲ့ရောက်စရောက်ပြီဆိုရင်သတိပြုဆင်ញင်ရမှာလူမှုရေးကိစ္စရှုပ်ထွေးလုံးလို့မရဘူး။နော်မိမကိစ္စရှောင်ရှားတင်ပါတယ်။အဲ့နှစ်ထဲရောက်လာရင်စိတ်သားဟင်းနဲ့ထွေးမစားဘူး။နော်ရောင်းတဲ့ရောက်ထဲရောက်လာရင်တစ်ချက်တည်းထားပါဒီနှစ်ထဲရောက်လာရင်အလုပ်ကိုယ်အနေနဲ့အချိန်မဖြုံးပင်ဘူးလို့ရုပ်ရှင်ကြည့်တာနော်ဂိမ်းဆော့တာဟုတ်လားဂိမ်းဆော့တာမျိုးရုပ်ရှင်ကြည့်တာမျိုးတွေနော် အဝေအလဟတ်တ်ပေါ့နော်အချိန်တွေမပြောင်းသင့်ဘူးကိုလုံးချင်တဲ့ကိစ္စတကူကိုလုံးချင်တဲ့အလုပ်တကူအင်တိုင်းအားတိုင်းနဲ့လုံးဆောင်သင့်တယ်ကျင်းတွေပေါ့လေအစဉ်ပြေမဲ့နှစ်နော်အဲ့တော့ကြားထိုးတာလို့ဘောလုံးဝဲကြည့်တာလို့မလုံးသင့်ဘူးလေနော်အေကန်ဘုတ်ချက်ချမ်းသာမဲ့နှစ်ဖြစ်ပါတယ်အဲ့မှာကိုကပြောတဲ့စကားတွေလည်းလူတွေထောက်ခံမယ်ကိုလည်းလူတွေလေးစားချစ်ခင်လာမယ်နောက်ဆုံးကိုရဲ့အဲပုံမှန်တရားစားအရင်ရတဲ့ပုံကြီးကြည်ကောင်းလာမယ်နော် ကြည့်ပြောရှုပြောဖြစ်လာမှာအရင်တော့စုပ်တီးစုပ်ပြဖြစ်နေတော့ဒီအဲ့ဒီလိုနေနေတယောက်လာရင်တာတာနာဖြစ်လာတယ်လေလူကအစဒီမျက်နှာအစဝင်းလာလာမျိုးအယောင်ထွက်လာမျိုးတော့ကြုံတွေ့တတ်တဲ့နှစ်မျိုးเนาะဒီရာဟုတယောက်ကတိုးတော့အဲ့မိမကိစ္စတော့ရှောင်းတင့်ပါတယ်နောက်တစ်ချက်ကအဲ့နေ့ထဲရောက်လာရင်တရင်းနာသားသမီးเนาะမာဘုတ်တေကျွင်းမိမိရဲ့မြမမွေးတက်ကြွေကိုခုနကစားလို့တေကျွင်းနေအတွက်ကြတော့ဒီအခုပြောပြတဲ့အတပိုင်းရှာရာဟုတ်တယောက်ဒီမှာဟာ အနည်းငယ်ကိုရအကောင်းလေးတွေကတရားခိုင်နှုန်းကောင်းဖို့အတွက်ခက်ခဲပါတယ်အញ្ញံခိုင်လေးတွေအနည်းငယ်ကျုံတွေ့တဲ့သူများအတွက်တော့ကောင်းမှာတင်းတင်းရသားတွေအတိုင်းမှာဒီမဟာဘုတ်တစ်ကျွင်းနေကြတော့သူကဗုဒ္ဓဟူကမရဏဖြစ်တဲ့အတွက်ကြောင့်မလို့ရာဟုတက်ရောက်ကလည်းဗုဒ္ဓဟူရဲ့တဝက်ဆိုင်နေတယ်အဲ့တော့ကြောင့်မလို့အနည်းငယ်အញ្ញံခိုင်ကျုံတွေ့တဲ့နော်တစ်ကျွင်းတင်းတင်းရတဲ့အနေနဲ့ကအနည်းငယ်ညက်တဲ့အဲ့ဒီထက်ရောက်လာရင်ကစိတ်သားဟင်းနေပါလေရှောင်ရှားတဲ့နဲ့အဲ့တော့ ကိုကငွေမရှိရင်တော့ကိုကိုလုပ်ငန်းလုပ်ဖို့တော့သူများတွေကငွေပဲပေးလာတတ်တဲ့နှမျိုးဖြစ်ပါတယ်။အဲ့လိုနှမျိုးရောက်လာရင်အညာခိုက်တွေကြုံတွေ့နေရရင်ရာဟုတယောက်ရဲ့ရေရာလေးတွေပြောပြမှာဖြစ်ပါတယ်။ခလေးတွေကိုမုတ်ဝဲကြွေးတာတော့မုတ်ဘူးပေးတာတော့ပြုလုပ်တင်တယ်။ခလေးတွေကိုပျော်ပွဲရှင်ဘွဲတွေပြုလုပ်ပေးတင်တယ်။နောက်ဈေးဒီတစုစုကိုသွားပြီးတော့ရက်အဖြူအောင်တက်စေလှူဒန်းမှာဖြစ်ပါတယ်။နောက်ရေတက်စေတက်ပေးရမယ်။နော်။နောက်တရားရှင် ရုပ်ပွားတော်ရင်ပတ်တော်ကိုရွှေပြားဆက်မပြားချပြီးတော့လူလန်းရမှာဖြစ်ပါတယ်။လောကဝိသုဆိုတဲ့ကောင်းတော်ကိုအတိတ်တံပရိစေရမယ်။ရွှေထီးနှစ်လက်ဖျားမှာကြက်ချေခတ်ပြီးလူလန်းရမယ်။အော်ကြာပန်းဖြူအောင်လူလန်းရမယ်။အဲ့လိုဆိုရင်ခေါင်းရောက်တဲ့ရောက်ရဲ့မရဏတယောက်ကြာနေလေအညံ့တွေပျောက်ပြီးတော့ကောင်းလာမယ်။အဲ့တော့စီးပွားတွေစပြီးစီးပွားတွေတက်မယ်နဲ့စပြီးကောင်းလာမယ်နှစ်မျိုးဖြစ်ပါတယ်။အဲ့တော့ရှေ့ကိုဆက်သွားတဲ့ခါမှာတိရစ္ဆာန်တယောက်ကနေရှေ့ကိုတခွင်ထပ်တိုးတဲ့ခါမှာတောက်ကြတယောက်ဖြစ်ပါတယ်။ တတောက်ကြတက်ရောက်ကလည်းအခါတိုင်းနဲ့နဲ့မတူအောင်စီးပွားတွေတိုးတက်လာတတ်တယ်စီးပွားတွေတက်လာတတ်တယ်နောက်စီးပွားတက်မဲ့နေ့ကျေးဇူးရှင်တွေကိုမိဘတွေလည်းပြန်ပြီးတော့ကြည်နိုင်တယ်ပြန်ပြီးတော့ထောက်ပံ့နိုင်မယ်နှစ်မျိုးဖြစ်မယ်ကိုယ့်ဘောကျေးဇူးရှိတဲ့လူတွေကိုလူချင်းမိဘတွေပြန်ထောက်ပံ့တတ်တယ်ထောက်ပံ့ရတဲ့စိတ်တွေစက်ပစ္စည်းတွေမြေတွေဝင်လာတတ်တယ်နော်ခရီးဝဲခရီးခရီးနေမျိုးစလုံးပြပြရှင်ရှင်နဲ့တွားရတတ်တယ်ခရီးတွေထွက်ကြတတ်တယ် ဂျာရူးတွေတိုးတက်တယ်စုံးမလို့ဖြစ်နေတယ်ပစ္စည်းတွေလည်းပြန်ရတယ်နော်အဲ့တော့ပစ္စည်းအစ်တွေဝင်တက်တယ်ဝယ်စားအစ်တွေဝင်လာတက်တယ်နော်ကိုမမျောလင်းထားတဲ့အဆင့်တန်းတစ်ခုထိတောင်ရောက်သွားနိုင်တယ်ဒီတပ်ပိုင်းရှားမှာအဲ့မဲ့တစ်ခုထိထားမှာတနေ့သားသမီးတွေ59ဟာဘုံမီကြီးကြတယ်နော်တောက်ကြတက်ရအခုပြောတယ်အဲ့တော့59ကြာရောက်နေတဲ့တနင်္လာသားကတော့အနှဲငယ်ပြူဆိုင်ရမယ်။အဲ့ထဲမှာမှဒီတောက်ကြတဲ့ရောက်ကြာရောက်နေတဲ့အကောင်းနဲ့တော်တော်59က ထင်သလောက်မကောင်းမြောက်နောက်တစ်ချက်ကမဟာဘုတ်မိမိရဲ့မြန်မာမွေးသက်ကလေးခုနှစ်နဲ့စားလို့တုံးကျွေးတဲ့သူတွေတွေ့ကြတော့လေကောင်းကျိုးအပြည့်ဝရဖို့အနေငယ်ခက်ခဲပါလိမ့်မယ်အညာခိုက်လေးတွေအနေချင်းကြုံတွေ့ရပါတယ်အဲတုံးကျွေးတွေအတွက်မဟာဘုတ်တုံးကျွေးတွေအတွက်အနေငယ်ညံ့တယ်အဲ့တော့59ကြာရောက်နေတယ်တမင်းသာသားသမီးတွေကလည်းဘုံမကြီးကြာတဲ့အတွက်အနေငယ်ညံ့တယ်အဲ့လို59ကြာရောက်နေတယ်တမင်းသာသားသမီးတော့တောက်ကြတဲ့ဟောအကောင်းဆုံးနဲ့အညံ့ဖြစ်တဲ့အတွက်ကျမ်းပါရင်ညံ့တတ်တယ် နော်ယုံမြင်ကနာအမှုခင်းနေဖြစ်တဲ့တယ်ယုတ်တည်းထိမိခိုင်းမိတယ်ဖြစ်တဲ့တယ်49ဆိုရင်တော့နော်အဲ့ဒီအញ្ញန်းခိုက်တွေပြေသွားဖို့အတွက်ဆက်လက်ရွက်9ရွက်ခင်းရမယ်အဲ့ဆက်လက်ရွက်9ရွက်ခင်းပြီးတော့စိတ်သားကိုယ်တုံးတင်ပြီးတော့လမ်းဘေးရခွေးကိုရ9နိုင်မှာကျွေးရမှာဖြစ်ပါတယ်အဲ့ဘယ်နေ့လောက်အောင်လဲဆိုရင်တောက်ကြနေ့မှာပြုတ်လောက်အောင်ဖြစ်ပါတယ်အဲ့လိုပြုလုပ်မယ်ဆိုရင်ခုနဘုံမကြီးကြားရောက်တဲ့အသက်ပိုင်းချအညက်ခိုက်တွေပြေပြောက်သွားမှာဖြစ်ပါတယ် ဲ့တော့ဒီနေ့အဲ့လိုတောင်းကြတဲ့အထင်မှာရရအနေနဲ့အဲ့ရရွှေဧကမှာဖြစ်ပါတယ်။အဆင်းရဲနွမ်းပါတဲ့သူတွေကိုခရီးစိတ်ထောက်ပံ့ပေးရမှာပါ။အဲ့မြန်မာပြည်အနှက်ဖျားဘူးတွေပါတယ်ထွက်တင်ပါတယ်။အဲ့ငါနေတိုင်းစီတမင်းငါဘွက်ဖျားမှာကတ်လူပါမှာဖြစ်ပါတယ်။ဒါပေမဲ့အုံးဒီမထည့်ရပါဘူး။အဲ့ကြတာပရင်းနေတိုင်းမုတ်စိမ်းပေါင်း၃ပကံနော်ဖျားမှာလှူဒန်းရမှာဖြစ်ပါတယ်။အဲ့တော့ထပ်မံပြီးတော့အောက်ကြတဲ့ရောက် ပြီးတဲ့အခါမှာတနင်္ဂနွေတက်ရောက်အကောင်းလေးနှစ်ကိုဇက်တိုက်ပြပြလို့တော့မှာဖြစ်ပါတယ်။တနင်္ဂနွေတက်ရောက်ကတော့ဒါအိမ်ပြင်ရတယ်အိမ်ဆောက်ရတယ်ဟိုယာရုတိုးလုပ်ငန်းတိုးတက်တာမျိုးတွေဂျုံတွေ့တက်တယ်လူမျိုးကြားဘာသာကြားတွေမဆန်ရတယ်ဒါပဲတခုတိတားမှာကမုံဆိုးမဧည့်တယ်ညာရဲ့ညက်တွေလက်မခံသေးဘူးအမှုဖြစ်တယ်တယ်နော်အဲ့ဒီတနည်းတည်းရောက်ကတော့တနည်းနာသားသမီးအနေနဲ့ကဘယ်တပ်ပိုင်းခြားတွေမှာကြားရလဲဆိုရင်အသက်16 24 32 40 48 56 64 90နဲ့80 88 96အဲ့ဒီနှစ်တွေကတနင်္လာတနင်္လာသားသမီးတွေနဲ့ကတနင်္လာတက်ရောက်ဖြစ်ပါတယ်အဲ့ဒီထဲကဒီမှာအိမ်ပြင်အိမ်ဆောက်ရတဲ့အိုးပိုင်ပိုင်လေးရမယ်လို့ပြောတာဖြစ်ပါတယ်အဲ့ဒီထဲမှာတနင်္လာသားသမီးတွေနဲ့ငါးကျွေးတွေအတွက်ကကြတော့အနည်းငယ်ညံ့ခိုက်ရှိတယ်ငါးကျွေးဆိုတော့မိမိအမမွေးတက်ကလေးကိုခုနှစ်နဲ့စားရလို့ငါးကျွေးတွေတွေ့ကြတော့အနည်းချင်းအိမ်တွင်းရေးကိစ္စတွေအိမ်တော်ရေးကိစ္စတွေပြဿနာပေါ်တတ်တယ်ပြဿနာဖြစ်တတ်ပါတယ် ြံတဲ့အကျွင်းတွေကြတော့ကောင်းတယ်ကြံတဲ့တင်းရသားသမီးတွေအတွက်ကြတော့အဲ့တော့စီးပွားတက်မဲ့နှစ်နော်လုပ်ငန်းတိုးချက်လောက်ကန်တဲ့နှစ်နော်အဲ့တော့လုပ်ငန်းမှာယာစုတိုးတာမျိုးတွေကျုံတိုးတဲ့နှစ်နော်သုံးကျွင်းတွေအတွက်ကတော့အနည်းငယ်ညံ့တယ်ပြီးတော့တင်းရသားသမီး40ခွန်ကတော့အနည်းငယ်အညံ့ရှိတယ်အဲ့လိုနဲ့ထဲကြကြရောက်နေရင်အညံ့ခိုက်ဖြစ်ပေါ်နေပြုတ်လောက်မဲ့ရေရာကဘုံဘူးနေတိုင်းရှောက်သီးတော့ဖျားမှာဆုံးတော့ကဲ့အောင်မှာဖြစ်ပါတယ် မကြာခဏအတိတ်ထံပြုပြီးတော့တက်တက်လို့စားရမှာဖြစ်ပါတယ်။နောက်တနင်္ဂနွေနေ့နေ့တိုင်းဈေးရီတစုစုကတနင်္ဂနွေထောင်မှာစီမီးသက်စီပူသွားမှာဖြစ်ပါတယ်။နောက်ဘဲသားနဲ့အုံးတို့နဲ့ချက်ပြီးလင်းစင်းချိုင်းနဲ့ထည့်ပြီးဖုံးကြောင်းကိုစုံးပို့ရမှာဖြစ်ပါတယ်။အဲ့ဒါကိုလည်းဘုံတဘူးနေ့မှာပြုလုပ်လို့ရတယ်နော်။အဲ့ထပ်မှန်ပြီးတော့တင်းရသာသူမြင့်နဲ့ အကောင်းနဲ့တည်းအကောင်းဆုံးနဲ့ပေါ့နော်တင်းနာတက်ရအောင်ကြောက်ကိုထပ်မှန်ပြီးတော့ပြောပြပြီးတော့မှဖြစ်ပါတယ်အဲ့ဒါကတော့ငွေတွေဝင်မဲ့နဲ့နော်ခြီးတွေပေါက်တာတို့ဟုတ်လားအလူအတန်းတွေပြုလို့ရတတ်တယ်နှစ်ပိုင်းချားတွေကတော့တင်းနာတက်ရောက်ဖြစ်ပါတယ်အဲတင်းနာတက်ရောက်ကတော့အသက်6နှစ်18နှစ်25 33 41 49 50ခွန်ပြီးတော့65 83 88 89 90ခွန်အဲ့နှစ်တွေကတင်းနာသားသမီးတင်းနာတက်ရောက်ကြရအောင် အတွင်းရတဲ့ရောက်ဒီလာဘလာဘောလို့ခေါ်တယ်လက်လာဘတွေဘောမှန်းနဲ့ထီပေါင်းမယ်နဲ့ချဲပေါင်းမယ်နဲ့အမွေရမယ်နဲ့နော်အဲ့နှစ်ထဲကြောက်နေငွေတွေဝင်လာတတ်တယ်အမွေတွေဘာတွေရရရှင်အဲ့နှစ်ထဲမှာရမယ်အဲ့နှစ်ထဲမှာယူရင်ငွေတွေအဖတ်တင်တတ်ပါတယ်အဲ့တော့မျက်နှာတွေဘာလဲပွင့်တတ်တယ်နော်အဲ့ဒီချိန်ကပြောမှာယာရုတက်တာမျိုးတွေလားစာတိုးတာမျိုးတွေလေဖြစ်တတ်တယ်အဲ့တော့ TV ဘာတွေထိုးမယ်ဆိုရင်တင်းလာနေ17နှစ်ပြည့်ပြီမှာရှေ့ကနန်း ခွန်လုံးပူးတဲ့ထီနံပါတ်ကိုရှာပြီးထုတ်အောင်ထီနော်ထီထုတ်မှာဆိုခွန်ပူးနော်အချဲကတနင်္လာနေ့မနက်7:00နာရီလောက်မှာထိုးအောင်မှာဖြစ်ပါတယ်အဲ့ဒီထဲရောက်တဲ့တနင်္လာသားသမီးတွေခြေထောက်မှာဘွေပါသလိုမျိုးခရီးတွေမကြာခဏထွက်နေရတဲ့တဲ့နော်အဲ့တော့ဘိုက်အောင်တာတို့ဝမ်းတွေပါနေပြက်တာလို့ဖြစ်တယ်အဲ့လိုတနင်္လာတက်ရောက်ရောက်လာအဲ့လိုဖြစ်ခဲ့ရင်ကျမ်းမာရေးညခိုက်ကြုံလို့ရင်အုံးရေ၄ခွက်နဲ့ လေကားကိုပတ်ပြီးတော့ဆေးရမှာဖြစ်ပါတယ်။ဟိုရေလေကားနဲ့လေကားကိုပတ်ပြီးဆေးရမယ်။ဆေးရတော့ဘုံလူးနဲ့ညက်နေပိုင်းမှာဆေးရင်ပိုကောင်းပါတယ်။အဲ့တော့မျက်စိအားနဲ့ဒါဆိုမျက်မှန်တက်တဲ့သူဆိုရင်မျက်မှန်ပါဝါတိုးတာလိုပဲဖြစ်တတ်တယ်။မျက်စိနဲ့ပတ်သက်တဲ့ကျန်းမာရေးတွေညက်တတ်တယ်။အဲ့တော့ဒီနေမျိုးမှာဒီမြသားသိပြီလားအိုးပိုင်အိမ်ပိုင်တွေကားပိုင်တွေရလာတတ်တယ်။အိုးပိုင်ပိုင်တွေရလာတတ်တယ်။စီးပွားတွေတက်လာတတ်တယ်။ အဲ့ဒီနှစ်ထဲရောက်လာခင်ဗျအဖိုးမတန်ဘူးဆိုပြီးဘူးတဲ့ခွက်ထဲမှာပြစ်ထည့်ထားတယ်ပြစ်တဲ့ပြစ်ထားတဲ့ကြောက်တလုံးရှိတတ်တယ်နော်အဲ့ဒီကြောက်ကိုကိုလက်စွပ်ကွင်းဝင်မှာဆိုရင်ငွေလက်စွပ်နဲ့ကွင်းဝင်မှာဆိုရင်ကို့မှာကွင်းဝင်ထားမှာဆိုရင်စီးပွားလလာပါတိုးတက်တဲ့ပြောစကားဆိုစကားတွေအောင်မြင်တတ်ပါတယ်အဲ့ဒါကတော့အလွန်ကောင်းတဲ့အဆောင်ဖြစ်ပါပဲနော်ကြောက်ကလေးတလုံးရှိခင်အဲ့ဒီတပိုင်ချောင်ရောက်နေလို့ကြောက်လဲရောက်နေတယ်ကို့အိမ်မှာလည်းကြောက်ကလေးတလုံးရှိတယ်ဆိုရင်လက်စွပ်ကွင်းဝင်တယ်ပါ အဲ့ဒီနေ့ထဲမှာအញ្ញံခိုက်တွေပြပြဖို့အတွက်ကိုတရင်းလာနေမှာဖရာတစုဆိုရဲဒီတရင်းလာတော့ဂျိုတိုင်းဖရာဆင်းလို့တော့အမွှေးနဲ့တာနဲ့ရေတက်ပဲပေးရမှာဖြစ်ပါတယ်။အော်ကြာဘူး2ပွင့်နော်ကြာဘူး2ပွင့်တစ္စပန်က6ပွင့်ဝင်လာအဲ့ဖရာမှာကက်လူပူဆောင်မှာဖြစ်ပါတယ်။နောက်ငကယုံဖရာမှာခညက်ဆက်တခဲဆက်ကူနဲ့ကတော့ဆက်ကူကတော့လည်းထည့်ပြီးတော့ငကယုံဖရာမှာကက်လူအောင်မှာဖြစ်ပါတယ်။ အဲ့တော့ဒါတင်ရတာသားသမီးတွေအကောင့်လင်းနဲ့ကိုပြောပြပေးတာဖြစ်ပါတယ်အကောင့်လင်းနဲ့ဆိုရင်မယ်နာမည်နှိပ်ပြမိနေတဲ့သူတို့နော်မရဏတက်ရောက်ကြာရောက်နေတဲ့သူတွေကြတော့အများအခိုက်ဖြစ်တယ်အဲ့တင်ရတက်ရောက်မှာတင်ရသားသမီးမာမှု6သွင်းနေကြတော့တင်ရမရဏဖြစ်တဲ့အတွက်ကောင်းကျိုးပြေဝရဖို့ခဲရင်ပါပဲအများအခိုက်အနေချင်းကြုံတွေ့တတ်ပါတယ်ဒီတစ်ချက်တော့သတိထားရမယ်နောက်တစ်ချက်နာမည်ကအဲ့လို နှိပ်ပြပေါ့နော်အရင်ဖြားကြောင်လေအညာခိုက်လေးတွေဖြစ်တတ်ပါတယ်အဲ့နှစ်ချက်ကလုတ်ကင်းရင်တော့ကောင်းကျိုးချမ်းသာဒုက္ခတရားခိုင်တော့ရရှိမှာဖြစ်ပါတယ်အဲကျွန်တော်မိတ်ဆွေတင်းတင်းသာသာသူများအားလုံးကျမ်းမာချမ်းသာကြပါစေအဟုတ်ရင်လည်းဟုတ်တယ်မဟုတ်ရင်လည်းမဟုတ်ဘူးတော့ဖြစ်ရင်လည်းဖြစ်တယ်မဖြစ်ရင်လည်းမဖြစ်ဘူးဆိုတဲ့အကြောင်းအရာလေးကျွန်တော်ပြန်ပြီးတော့မှတ်ချက်လေးတွေပြန်ရေးပေးခဲ့ပါအဲကျွန်တော်မိတ်ဆွေများအားလုံးဘေးပြဝေးခွာကြပါစေကျမ်းမာချမ်းသာကြပါစေ